ဲ့တော့ဒီဗီဒီယိုကိုအားလုံးလေးကြည့်ပြီးပြီဖြစ်မယ်ပြောသွားတဲ့ဇာတ်ကားတွေပါသွားတဲ့လူတွေအပါတဲ့လူတွေဒါတွေကိုကြည့်ပြီးတော့ပြည်သူချစ်တဲ့အမှုပညာရှင်တွေကိုနှမျောတတဖြစ်နေကြပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာပြည်တွင်းမှာနေထိုင်နေရင်တော့မြို့ပေါ်မှာနေထိုင်နေရင်တော့စစ် လက်ခုပ်ထဲကရေလိုပဲနှစ်ဖူးတနတ်ထောက်ပြီးချင်းချောက်အာဒမအချက်ကိုင်လောက်ခိုင်းနေဆိုတာကူလေဒီလူမြန်တော်တော်များများကသိရှိနားလေတဲ့ခံစားမှုတွေကိုလည်းကျွန်တော်တွေ့ရတယ်အဲ့တော့ပြည်တော်ဦးအင်နာကျော်ရှင်စဆိုင်ကလိုင်းအကယ်ဒမီထွန်းထွန်းရွှေထူးညီနန္ဒဟိန်ဝေယံပိုင်တကွန်အောင်ရဲလင်းအလင်းရောက် တိုင်ရွန်လွှမ်းပိုင်ကြော်ထအောင်ထူးအောင်အကယ်ဒမီထွန်းအိန်နာဘူအကယ်ဒမီခိုင်တင်းကြီးအိန်နာကျော်စင်စိုးပြေတစဉ်ဖွေးဖွေးဝိမုံရွှေရီချောရတနာအေးမြတ်သူ ရွှေမုံယတီခင်ဝင့်ဝါမိုးဟေကူယုံရီလွင်မိုးပိုးမမီတာယတနာဘူတင်စာဝင့်ကျော်ဖူးစုံနော်ဖောအေတာ ဆောင်းဝီမေမေဘကြီးတဲစုငိမ့်မေမီကိုကိုရွှေသမီးလူမင်းကရိုက်တာလို့ကြားတယ်ဆိုတော့ဒီလိုရှင်နေနဲ့ပတ်သက်ပြီးတော့ပြည်သူကြားထဲမှာစစ်တပ်ကိုမကြိုက်တဲ့ပြည်သူကတော့သူတို့ကဘာလို့လုပ်ပေးတာလဲပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းညွန်ကျုပ်အေးကျွေကရုပ်ရှင်လုပ်ငန်းရုံးမှာခေါ်တွေ့ပြီး စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်ဝါရပြက်အလိန်ညာစီယုံရေးများကိုပါဝင်တရုတ်ဆောင်ရမယ်။လူငိမ့်နဲ့လွတ်လာတဲ့အဓိကလူမင်းတို့ပြည်တီဦးတို့အိနာကျော်စင်တို့ကိုကစ်မှတ်ထားပြီးတော့အမိတ်ပေးပါတယ်။ငင်းဆန်ရင်အေးအေးယူမယ်။ဖမ်းမယ်။ဆိုတော့ဒီမတိုင်ခင်မှာခေတ်သမိုင်းကိုဒုံဆိုင်ပြီးစစ်ဖက်ကိုရှာနေရက်သူများဆိုတဲ့နေတိုးပါဝင်တဲ့ ရိုက်တာမိုက်တီးရိုက်ကူးတဲ့ကျော်ဝင်းထွတ်ကျော်မင်းထွတ်အုံတိုင်းအာဒီနော်စတဲ့အမှုပညာရှင်တွေပေါ့ဗျာပါဝင်တဲ့ရွေးကောက်ပွဲဝါရဖြန့်ချီဇက်ကားနဲ့ပတ်သက်ပြီးပြည်သူလူထုကပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်မှုတွေစစ်တပ်ကလက်ဝဲပိုင်ပိုင်တွေ့လိုက်တဲ့အချိန်မှာပြည်သူလူရဲ့ဆန့်ကျင်မှုကိုသူတို့တတိမထားပဲနေလို့မရတော့အဲ့တော့ဟုတ်ပြီ ရွေးကောက်ပွဲဆိုတာကပြည်သူလူထုရဲ့ဆန္ဒနဲ့မဲပေးရတာကုန်ပစ္စည်းကြော်ညာနေတာမဟုတ်ဘူးဆိုတာကိုတော့စစ်တပ်မသိဘူးထင်တယ်တမို့မရိပ်မိတာလားမသိကြအောင်ဆောင်းတာလားနှစ်လပိန်းတော့မို့လို့လားအဲ့တော့ပြည်သူလူထုအပေါ်မှာလွှမ်းမိုးတဲ့အမှုပညာရှင်တွေအဲဒီပရိသတ်ကြည်သူများတဲ့အမှုပညာရှင်တွေကြော်ညာလိုက်ရင်ဒီရွေးကောက်ပွဲကနိုင်သွားပြီ အဲဒီလိုတို့ကဒီယောဂဝယ်ဖြစ်မြောက်သွားပြီလို့တို့တွေးဆတွေးဆပုံရတယ်အဲ့တော့မရိုက်ပေးတဲ့အမှုပညာရှင်တွေကိုလည်းဖမ်းမယ်စီးမယ်ချိန်ချောက်တယ်ဒီနေရာမှာကျွန်တော်သုံးသက်ရှင်တာကကျွန်တော်ရဲ့သဘောရအစ်စ်ကိုကျွန်တော်ပြောချင်တာကအမှုပညာရှင်တွေထဲမှာ အကုန်လုံးတော့စစ်တပ်ကိုကြိုက်နေတယ်လို့ကျွန်တော်မယုံစစ်တပ်ကိုမကြိုက်တဲ့အမှုပညာရှင်တွေလည်းအများအပြားရှိနေမယ်လို့ယုံတယ်အမှုပညာရှင်တွေမှာမှမင်းသားမင်းသမီးဇက်ဖို့ဇက်ရန်လူချင်း ကင်မရာမန်မီထိုးမှန်ထိုးအစရှိတာတွေအားလုံးပါဝင်နေအဲ့ဒီမှာမှကျွန်တော်အပိုင်းလိုက်အပိုင်းလိုက်ခွဲခြားပြီးတော့စဉ်းစားကြည့်ဥပမာစစ်တပ်နဲ့စစ်တပ်ရဲ့ဒီဒီဘိုလ်ချုပ်တားသမီးတွေလည်းပေါင်းသိမ်းပြီးလူမိုက်တယုံယုံနဲ့လုံနေတဲ့ယုံလေးလိုកောင်မျိုးကတော့ရန်သူအဆင့်တက်မှတ်မယ်အခြေအနေဖြစ်သွားပြီသူက white out တို့ဟိုကန့်ကွက်တာတို့စန့်ကျင်တာတို့ရတဲ့အဆင့်မဟုတ်ဘူးရန်သူအဲ့လိုပဲယုံလေးနဲ့ထတ်တူပေါ့ဗျာ တချို့ကျွန်တော်တို့အာဒီလူလေတိန်းတောင်ခင်လာရဒါမျိုးတွေပေါ့နော်သူတို့တွေကလည်းရန်သူ မဟုတ်တာတောင်ဘိုင်းကောက်လောက်ရမယ်အဆင့်တန်းမျိုးဖြစ်လာတယ်အဲဒီမှာမှဒီနောက်တစ်ဆင့်ထပ်ခွဲမဲ့သူစစ်တပ်ကလည်းကြိုက်တော့မကြိုက်ဘူးလှုပ်လည်းမလှုပ်ပေးချင်ဘူးမလှုပ်ပေးလို့ကလည်းမရဘူးတော်လိုင်းဘက်လည်းမပါဘူးအဲဒီ ကိုယ့်ရဲ့ဒီရက်တီအကျိုးစီးပွားကြည့်တဲ့အထဲမှာဆိုရင်တော့နေတိုးကတော့ဒီသူ့ရဲ့အကျိုးစီးပွားလည်းကျန်တာဘာမှမကြည့်ဘူးအဲသူလှုပ်ရှားကြီးတာသူလှုပ်မယ်ဗောဗျာတော့သူဘိုင်းကောက်တွေဘိုင်းကောက်တွေသူဂီးမဆိုင်ဘူးဒီလိုလူမျိုးကတော့ကိုကျိုးရှာအမှုပညာသမားတွေနေကတော့ဘိုင်းကောက်အဆင့်တန်းနဲ့ဝင်သွားနိုင်တယ်အဲ့မှာနောက်တစ်ဆင့်စစ်တပ်ကစစ်တပ်ကိုမကြိုက်ဘူးလုံးဝလက်မခံဘူးအဲဒီ ရုပ်ရှင်တွေကြော်ညာတွေလည်းမရိုက်တဲ့အမှုပညာရှင်တွေအများကြီးရှိတယ်။အငတ်ခံမိနေတဲ့လူတွေရှိတယ်လို့အခြေအနေရအလိုက်တင်လေးလုံပြနေတဲ့ရောင်ရောင်လုတ်ပြီးတနက်ထောက်ပြီးလုတ်ရတဲ့အချိန်မှာအာမတန်လိုမန်ရှော့တဲ့အမှုပညာရှင်အမျိုးအစားတွေလည်းရှိနိုင်။ဒီနေရာမှာတတ်ထုချကြည့်ရင်မနေ့ကရုပ်ောက်ပွဲဗီဒီယိုကိုကျွန်တော်တိတ်တိတ်ချာချာကြည့်တယ်ပြည်ဒီဦးနဲ့အိနာကျော်စင်ကအဲ့လောက်ရုပ်ဆိုးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး ဆိုတော့ဖြစ်တလူကြီးရိုက်ကူးတဲ့ပုံစံမျိုးပေါ့အသက်မပါတဲ့မြတ်ဝန်းတွေကိုကျွန်တော်တွေ့ရတယ်။ဆိုင်းဆိုင်ခန်းလိုင်းလို့ထွန်းထွန်းလို့ညီနန်နာတို့အောင်ရဲလင်းတို့ဒီကောင်တွေကတော့လွမ်းပိုင်တို့ကြော်ထက်အောင်တို့ဒီကောင်တွေကငကိုတွေကဗိုလ်ချုပ်သားသမီးတွေဘာတွေနဲ့နိုင်ကလပ်မှာမူးယူးပြော်ပါနေတဲ့သူတွေစိုးပြေသဇင်တို့ဝိမုံရွှေကြီးကတော့ဘူမလာသမီးတွေကိုရုပ်ရှင်ကြိုက်ဖို့စာချုပ်ချုပ်ထားတာ ချောယတနာဆိုလဲအရင်တော့ဘူမူးရဲ့မိမလားပါလားမသိဘူးအေးမြတ်သူတို့ဘာတို့ကတော့ဂရင်ဘော်ကကိစ္စတွေပါအဲဒီမိုးရီကိုတို့ဘာတို့ကဂရင်အဆင့်နေအခင်ဝင်းဝါကတော့တွတ်သူအနေနေတွတ်သူအေးအေးချမ်းချမ်းနေတဲ့လူပေါ့ဗျာယုံရီလွင်မိုးကတော့သူ့ဖေလွင်မိုးကခရိုနီပဲပြောစရာမလိုဘူးအဲယတနာဘူတို့တင်စာဝင့်ကျော်တင်စာဝင့်ကျော်တော့ပြောမနေနဲ့သူသူသူလိုလူမျိုးကရိုက်ချင်ရမျက်ချင်နေသူကပရိသတ်ကြည့်တဲ့လူများတိုင်းမဲလာပေးမယ်လို့ထင်နေတဲ့ကိစ္စစစ်တဲ့အမာကြီးမာတာပဲ အဲ့ဒီမှာဒီဗီဒီယိုမြင်ကွင်းတစ်ခုလုံးကိုကြည့်တဲ့အချိန်မှာပေါ့သူတို့ရဲ့မျက်လုံးတွေသူတို့ရဲ့သရုပ်ဆောင်မှုတွေကိုကျွန်တော်တေချာလေ့လာတရားချင်းလေ့လာရှိုက်ကူးတဲ့မင်းသားမင်းသမီးတွေတဲမှာအထူးခြားဆုံးကတော့ဒီဒီဦးနဲ့ဟေးဝေး sorry ပြည်ဒီဦးနဲ့ပိုင်တခွန်နဲ့အိနာကျော်စင်အဲဒီနောက်တစ်ယောက်ကရွှေမုံရတီကတော့တော်ထူးခြားတာတွေ့ရတယ် ဟောတတီဦးတို့သေအောင်ဆောင်ချက်တွေကအလောက်မညံ့ပါဘူးအဲနော်ရွှေမုံယတီဆိုလဲအလောက်မညံ့တဲ့သူတွေပါဆိုတော့တကယ်ကိုစိတ်ပါလက်ပါလုံးနေသလားစိတ်မပါလက်မပါလုံးနေသလားဆိုတော့ပြည်သူလူထုကအ깨ဖြတ်ပေးပါတချို့ကိစ္စတွေမှာစစ်တပ်ရဲ့ထိန်ချုပ်မှုအောက်မှာအမတန်လို့မန်လျှော့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူမြရှင်တွေကပြည်သူလူထုပြည်တွင်းကပြည်သူလူထုကိုနားလေပေးရမှာရှိတယ် ိုရင်ရက်ကကျွန်တော်ပြောခဲ့သလိုပဲမဖြစ်မနေတိန်တယောက်မဲပေးရမယ်ဖြစ်လာရင်မဲမပေးမနေရအတင်းကျပ်ဖိအားချင်းချောက်လာရင်မတတ်နိုင်ဘူးခင်ဗျားတို့မဲမပေးလဲမတာတော့မတာကူတော့မဲစရင်နဲ့ထဲမဲပေးခိုင်းပြီးတော့နာခင်မှာ2008ခြေဥကိုအတီးပြုတ်ခဲ့သေးတာပဲဒီလိုကောင်စားမျိုးတွေကရွေးကောက်ပွဲမဲမတမမှုလုပ်တယ်ဆိုပြီးအာနာသိမ့်နေဆိုတဲ့ဟိုကဘလို့နီးနေမှာ ယုံကြည်စရာမရှိသူကလိန်ကချစ်တွေပဲဆိုတာငင်းစရာမရှိဘူးအဲ့တော့လောလောဆယ်ကတနတ်သူတို့ကရှိနေတယ်အတနတ်ရှိတော့ပြင်ပါလေပြင်သိမှာသိမှာလူတိုင်းကြောက်တယ်ကိစ္စအဲ့ဒီဟာရင်ပြီးလားဆိုမပြီးဘူးမိသားစုအကျိုးစီးပွားအကုန်လုံးကိုပြန်စီးပြင်မှာပြည်ပကိုရောက်မနေရင်ရန်ကုန်လိုမန္တလေးလိုမြို့ပြပေါ်ကနေပြီးတော့ပြည်ပကလူတွေလိုတော့อืมရေရေတောက်ပေါ့နော် ပြက်ပြက်တတပြောလို့မရတဲ့အခြေအနေမျိုးကိုတော့ရင်ဆိုင်ရမယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့ဒီမှာမှအမှုပညာရှင်ဆိုတဲ့နာမည်ကြီးတွေဆိုပို့ဆိုးမှာပေါ့ဗျာ။ဆိုတော့လူမြတ်ကျော်မင်းကဒီလူတွေကိုနားလေပေးတာလားဆိုတော့နားမလဲပေးလဲနားလေပေးရမယ်အခြေအနေဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့သူတို့ကိုမလုတ်စေခြင်းဘူးစစ်တပ်နဲ့စစ်တပ်ခိုင်းတာမလုတ်စေခြင်းဘူးဆိုရင်သူတို့ကိုကျွန်တော်တို့ကာကွယ်ပေးရမယ်။မင်းတို့မလုတ်နဲ့ငါတို့ကာကွယ်ပေးမယ်ဆိုတဲ့ဂရိကဝတ်ပေးရမယ်။အာမခံရမယ်။ ျွန်တော်တို့ကာကွယ်ပေးနိုင်သလား NUG အစရှိတဲ့ဒေါ်လာရေးတပ်တွေကာကွယ်ပေးနိုင်သလားနေတိုးနဲ့ဒုံကြီးလကောင်းပဲဒါပေမဲ့နေတိုးကတော့သူကဒီကိုဂျိုးကြည်တာတစ်ချက်ရယ်တရုတ်ဆောင်မှုတွေကစိတ်ပါလက်ပါတရုတ်ဆောင်တာတွေရဲ့အကြောင်းတော့ကျွန်တော်တို့နေတိုးမကြိုက်ဘူးမနေ့ကရွေးကောက်ပွဲဝါဒဖြန့်ဗီဒီယိုကိုကြည့်ချင်းအားဖြစ်တော့စိတ်ပါလက်ပါဟုတ်မနေတာဘူးတော့ကျွန်တော်တွေ့ရတယ်အဲဆိုတော့ ဒီနေရာမှာပြည်သူလူထုကဆုံးဖြတ်ရမှာသူတို့ဗီဒီယိုတရားကြည့်ပါသူတို့အလောက်မငြင်းဘူးလို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ရှေ့လျှောက်ပြီးစစ်တပ်ကသူထိမ့်ချုပ်ထားတဲ့နေမြေတွေကသူတွေကိုသူတို့ရဲ့အာဏာတည်မြဲနဲ့အကျိုးစီးပွားအတွက်ကိုချိန်ချောက်အချက်ကိုင်းဖိအားပေးရက်ဆက်ရုပ်မှတတ်ဖြတ်ပြီးတော့ခိုင်းစေမဲ့အခြေအနေတွေကျွန်တော်တို့ကြုံရမယ် အဲ့လိုကြုံရလို့ပြည်သူလူထုကိုရောအမှုပညာရှင်ကိုရောလုပ်ငန်းရှင်တွေကိုရောကျွန်တော်တို့ကမလုံနဲ့မလုံနဲ့လုံရင်မင်းတို့ကိုဘာဖြစ်တယ်ညာဖြစ်တယ်လို့တပိတ်မောက်မယ်လို့ဘိုင်းကောက်လုံမယ်လို့ပြောပြီးဟေးဆိုရင်ကျွန်တော်တို့ကငါတို့မလုံဘူးကွာမင်းတို့ငါတို့ကိုကာကွယ်နိုင်လားလို့မေးလာရင်ဒီမေးခွန်းကိုအစိုးရ NUG အစိုးရလို့တခြားတော်လိုင်းကြီးကျွန်တော်တို့ဘက်ကလူတွေကဘယ်လိုဖြေရမလဲဆိုတဲ့ကိစ္စရှိလာတယ်အဲ့တော့ ဗဇစ်တက်ဟာကျွန်တော်တို့အချင်းချင်းနေကြားထဲမှာပုံမိုစိတ်ဝမ်း क्वे ပြီးတော့အဲစင်ပြေသလိုပဲနေတော့မယ်ကွာဒီလောက်ငါတို့နှလုံးသားထဲမှာဒေါ်လာရေးကိုစွတ်စွတ်နစ်နစ်ပါဝင်ရှင်တယ်သို့တော့အချင်းကြီးကြောင့်မပါနိုင်တာကိုဒီလိုလေးလှုပ်လိုက်ရတယ်မဖြစ်မနေအချင်းကြီးဒါအောင်နားလည်းမပေးနိုင်ဘူးကွာဆိုပြီးတော့ကိုအတွင်းစီတဲကလူတွေကိုအပြင်ကိုကံမထုတ်ချဖို့ဒီအချင်းဟာ viewer မြောက်ဉာဏ်ပညာနဲ့ တော်လိုင်းကြီးကိုဆင်နွှဲရမယ်အချိန်လို့ကျွန်တော်သုံးသပ်တယ်။တဖက်မှာလည်းစစ်ပွဲဆင်မယ်။စစ်ချီမယ်။အောင်စီတော်ယွန်းပြီးတော့အောင်လန်တော်ကိုလွင့်ကတဘိုးခရာတန်ကိုနားဆွင့်ကြမယ်။တဖက်မှာလည်းပြည်သူနဲ့အတူပြည်သူကြားတဲ့ကအမှုပညာရှင်တွေကိုရှားတလို့စီယုံတိမ်သွင်းကပြည်သူနဲ့အတူရှိနေပေးပါ။လောလောဆယ်မှာကျွန်တော်တို့မကာကွယ်နိုင်ခင်အချိန်လေးမှာ စစ်တပ်အလိုကျလိုက်လို့ရတဲ့ဒီပုံမှာကျွန်တော်တို့နားလည်မှုတစုံတရာနဲ့အတူရှေ့ဆက်ကြရအောင်ရန်သူဖက်စစ်တပ်ကကောင်းဒီတော့လက်လက်ချပြီးတော့အလင်းဝင်လာရင် ခွင့်လို့နားလည်ရသေးတာပဲစီဒီယန်လောက်လာတဲ့ကာကွယ်ရေးစစ်သားရဲတွေကိုတော့ကျွန်တော်တို့ကချီးမြောက်ရသေးတာပဲအခုတော့ဆက်အနာသိန်းတော်ကို ပြက်ပြက်သားသားစန့်ချင် ခဲ့ပါတယ်ဆိုတဲ့လူတွေဟာမဖြစ်မနေအခြေအနေချက် လောက်ကန်ဆောင်ရွက်နေရတာ ਨੇ ပတ်သက်ပြီးတော့တလိုင်းရာစုတွေရောပြည်သူလူထုဟာတစုံတရာနားလည်ပေးစီခြင်းပါတယ်သို့တော်မှတ်ထားပါမယ်တချိန်မှာတဟာစစ်တကချင်းချောက်ဖျားပြီးလို့လာလှုပ်ချင်လုံးလုံးလှုပ်တာလားဆိုတော့ပြန်လဲဆန်းစစ်ရမယ်ပြည်တွင်းမှာရှိနေမယ်ပြည်ပမှာမရှိနေတဲ့အခြေအနေမှာတော့စစ်တကလွန်ဆန်နိုင်ဖို့မြို့ပေါ်နေ စစ်တပ်ကထိန်းချုပ်ထားတဲ့နေရာကသူတွေကအင်မတန်ခက်ခဲပါတယ်စစ်တပ်အစ်စ်မပြောနဲ့ပြူစောတိရက်ွက်တွေကစစ်တပ်နဲ့လက်ဝေကအလွမ်းတင်တဲ့လူတော်ဆန့်ကျင်အချိန်ပြီးမတာဖြစ်သွားတဲ့အချိန်ကြီးဘူးဗျဆိုတော့တပတ်မှလက်နက်ကနေတပိုးဆင်းသွင်းတပတ်မှပြည်သူလူလူစီယုံရေးမဟာပြူဟာကိုအတွင်းစည်းတဲ့ကလူတွေကံမထုတ်ပဲကျွန်တော်တို့ဉာဏ်ပညာနဲ့တော်လိုင်းရေးကိုစမှကြတော့ပဲ။ ီနေ့တော့ကန့်ဘလူတို့ဘာလို့မှခြားကြတယ်ဗျတက်မှတုံးရဲ့ဒူဟာမှုတကောင်သေးတယ်စစ်တောင်းကိုဖြတ်တိုက်တယ်ဒီသတင်းလေးလည်းရှိတယ်လို့တစ်ဖက်မှာထိုင်းနိုင်ငံကဘန်ကောက်ထောင်ထဲမှာထည့်ထားတဲ့ကြားဖြန့်ရဲ့အရှင်သခင်စောချစ်သူတို့ကိုးကွယ်ရာတရုတ်တရခန်လို့တရုတ်ကတရခန်လို့တန်တရားရှိတဲ့သူကိုထိုင်းနိုင်ငံကဒီတရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်တဲ့အခြေအနေရှိနေတယ် ဒါရီနဲ့ပတ်သက်ပြီးအပြည့်စုံဟိုဘက် allergy review မှာပြောမယ်ပြင်ဦးလွင်မြို့လေကောင်မှာဓမြတိုက်တဲ့ကိစ္စတွေပြောမယ်လူလူကြားတဲ့ရသတင်းတွေဟိုဘက် allergy မှာပြောမယ်ဒီဘက်မှာတော့တုံသက်ချက်ရရွေးကောက်ပွဲဝါဒဖြန့်ချီရေးနဲ့ပတ်သက်ပြီးတော့ပြည်သူ့အင်တာကျော်စင်တဲ့အမှုပညာရှင်တွေဒီလိုအခြေအနေဖြစ်နေတယ်ဆိုဗီယက်ဒဇင်တို့ဟိဝေယံတို့ကတော့ပျော်ဤစီနေတာကိုတွေ့ရတယ်သူတို့ကတော့ ဝိုင်းကောက်ဆိုတဲ့လူတွေထဲမှာထည့်တဲ့ဖွေးဖွေးနဲ့အလင်းရောင်ကတော့ဟိုရက်ကပဲဖမ်းရစီးရသတင်းထွက်တော့နားလည်ပေးရမယ်ပြည်သူ့အနာကျော်စင်စံတိုင်းခန်းလိုက်ကတော့ပြောနေတာအာနာသိန်းလည်းပြောတယ်နေတိုင်းပြောတယ်သူကတော့အဲ့တော့ကျွန်တော်တို့ကစနစ်တကျအလွာလိုက်ခွဲပြီးတော့ဘလို့လူမျိုးဟာပြည်သူရဲ့ရန်သူဘလို့လူမျိုးဟာပြည်သူတပိတ်မောက်တင်တယ်ဘလို့လူမျိုးဟာနားလေခွန့်လို့ပေးတင်တယ်ဆိုတော့စီကန်းကလနာတွေနဲ့တော့ တော်လန်ရေးကိုစင်နွဲတင့်ပြီစစ်တပ်လိုပဲမဲမဲမြင်ရကအကုန်ဆက်ကျင်လို့တော့မရဘူးအဲ့တော့ဗီဒီယိုဆန်းဆန်းခံလိုက်ထွန်းထွန်းရွှေထုညီနနဟင်းဝေရန်ပိုင်တကွန်အောင်ရဲလင်းအလင်းရောင်တိုင်ရွန်လွှမ်းပိုင်ကြော်တတ်အောင်ထွားတော့ထွိနာဘူထွိနာဘူတော့အဲလက်ခံလိုက်ပါတော့သူကတော့ဒီထဲမှာရွှေမိုးရတီအပါခင်ဝင်းမှာမွေးကိုယူဘဲသူတွေဟာကြံ့တူလေဒီအမှုပညာရှင်တွေထဲမှာ ဘသူတွေဟာဘွိုင်းကောက်လုတ်တင်တယ်ဘသူတွေကို နားလေခွင့်လို့ပေးတင်တယ်ဆိုတာပြည်သူလူထုသဘောထားကိုကျွန်တော်ရယူမယ်အဲ့တော့ကျွန်တော်ရွတ်ပြတဲ့အမှုပညာရှင်တွေကဘသူဟာဘွိုင်းကောက်လုတ်တင်တယ်ဘသူဟာယံသူဖြစ်ပြီလေဘသူဟာပြည်သူနဲ့ချောကိုင်းဆန့်ကျင်ထွက်ခါပြီးစစ်တပ်နဲ့ပေါင်းသွားပြီလေနားလေခွင့်လို့ပေးရမယ့်လူကဘသူလဲပြည်သူဦးလိုက်အိနာကျော်စင်လားအဲပိုင်းတကုံကိုခွင့်လို့ရမလား နိုင်ငံခြားမှာတော့သူကခဏခဏသွားနေတာပြန်လာခြင်းပြီးပြန်လာလို့ပြန်လာပြီးတော့ဟိုရိုက်ပေးခြင်းလို့ရိုက်ပေးတာလားခွေးလေးကင်ပြီးတပိတ်ပေါက်ဆန္ဒပြခဲ့တဲ့ပိုင်တကွန်ကိုတဲတဲလှုပ်အောင်အားပေးခဲ့ကြတဲ့သူတွေရင်ကွဲပလက်ဖြစ်ပြီလားဒါကိုကျွန်တော်သဘောထားရယူပါတယ်ဒီနုပညာရှင်တွေထဲမှာဘသူကရန်သူလဲဘသူကဝိုင်းကောက်လှုပ်တင်တယ်ဘသူကိုနားလေခွင့်လို့ပေးတင်တယ်ဆိုတာပြည်သူသဘောထား ရယူတဲ့နေ့လို့ပြောလို့ရပါတယ်အဲ့တော့ဒီကုန်းချုပ်နေတဲ့အောင်ပွဲသတင်းကိုပြောပြရင်ဒီနေ့ကံဘလူခင်ဦးခုနကျွန်တော်ပြောသွားတယ်တက်မှ၃၃ဖြူအောင်မှုအလောင်းဖြစ်ပါတယ်ဖစစ်တက်ကောင်တွေအရှင်မိခင်ဦးမျိုးနဲ့ရှားတော့ရွာစစ်ကြောင်းထိုးလာတာကို PDF နဲ့ပကပတက်တွေကဝင်တိုက်တယ်20ကျော်အရှင်မိတာပါတယ်၃၃ ဖြူဟာမူတတ္တမ33ရဲ့ဖြူဟာမျိုးပါပါတယ်စစ်ကြောင်းတက်ပြီးတော့ဖယိုဖယဲပြစ်ကခွေပြေးပြေးမတာပေါ်တာတွေလည်းအများအပြားပါအတူအပြက်တွေကလည်းအများအပြားပါအဲတော့ဖစစ်တကကောင်တွေကတော့လိန်စရာမရှိကို့ပေါင်ကိုလန်လိန်ဆိုတကယ်တော့နော် PDF တွေအဲ PDF တွေက အပီဒီယက်တီကိုလိုက်ရှင်းနေပါတယ်ဆိုတော့ဝါရဖြန့်သတင်းတွေထုတ်ပြန်နေပါတယ်မယုံဘူးဆိုရင်ကမ့်ဘလူကိုလာခဲ့ဖို့ကမ့်ဘလူခင်ဦးကိုလာခဲ့ဖို့ကျော်စုံးနဲ့ကျော်မုံမင်းကိုဝဲခံဖိတ်ခေါ်ပါတယ်ခဏခဏကြောက်မဲတို့ဘာလို့သွားပြနေတယ်ကျော်စုံးကြီးသတင်းတီပြုတ်ဖို့ကမ့်ဘလူနဲ့ခင်ဦးကိုလာခဲ့ပါအဲ့တော့အဲ့ဒီစစ်ကြောင်းပြတ်သွားပြီးတော့မตาပေါ်တာအထက်လိုက်ဖြစ်နေတဲ့အပြင်တမတုံးတုံးဘျူဟာမူးပါဖမ်းမိထားတဲ့အတွက် ဖမ်းမိလားသိလားကျွန်တော်တခြားမသိသေးဘူးအသေးတာနဲ့သေးတာနဲ့မိတာနဲ့နှစ်ခုကတစ်ခုသေးမိတစ်ခုခုနာမခါကနေပြီးတော့ gyro computer သုံးစီးနဲ့လေချောင်းတိုက်ခိုက်မှုတွေလုပ်တယ်အဲ့တော့နိုဝင်ဘာလ17ရက်နေ့ကစပြီးတော့ကမ်ပလူရေဦးနယ်ဘက်ကနေခင်ဦးကိုစစ်ကြောင်းထိုးလာတယ်စစ်ကြောင်းအင်အားတရာကျော်ပါတဲ့ခြေလင်းစစ်ကြောင်းရေနဲ့ရေဦးနဲ့မူးမြစ်ကနေတက်လာတယ်အင်အား80 ငယုံကြီးရှာတော်ကြောက်တိုင်ကြည်စုမုံလှတာဝတ္ထိမြင်းကြတရတော်ပြင်းပြစ်မကြီးုံရာတော်မြင်းတော်တရပင်စုတတ်တာပန်းတော်ကြေးရွာတွေကလူလူ9000ကျော်ဒီစစ်ចောင်းကြောက်ထွက်ပြေးနေကြရတယ်။ဒါပြည်သူလူလူကိုမင်းတို့ကမဲပေးခိုင်းရင်သိတယ်ဟလား။ဒီနေ့မောတောင်မှာမောတောင်မြို့ရဲ့ဒီဝင်ပြစ်လို့မောတောင်ပြည်သူလူလူဒေတာကန်နေထောင်နဲ့ချီထွက်ပြေးနေရတယ်စစ်တပ်ဘုံကျဲလို့။နော် ဲ့တော့ကမ်ဘလူကရွှေဘူမြကြီးနာဖြူဟာလမ်းပိုင်းကိုစစ်တပ်ကပြန်လဲရယူဖို့ကြိုးစားနေတယ်ခင်ဦးကိုစက်ထိန်ချုပ်ဖို့စစ်ကြောင်းထိုးနေတယ်စစ်ကြောင်းပြက်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တဲ့အခြေအနေကိုပြောရင်လက်ရှိရွေးကောက်ပွဲမှာဝါရပြန်လှုပ်စော်မှိုင်းသွင်းအနာဂတ်ကိုအစိတ်ခတ်နေတဲ့အမှုပညာရှင်တွေလို့ တတ်မှတ်ရမယ့်သူကဘယ်သူလဲရန်သူအဖြစ်တတ်မှတ်ရမယ့်သူကဘယ်သူလဲအမှုပညာရှင်တွေပါစစ်တပ်ကတော့ရန်သူပဲအဲပါရန်သူထာဝရရန်သူတရားရာခိုင်နှုန်းရန်သူစစ်တပ်ကိုကြောက်လို့လောရတဲ့အထဲမှာကြောက်လို့လောက်တာလားချိန်ချောက်လို့လောက်တာလားလှုပ်ပေးကျင်လို့လို့လှုပ်ပေးတာလားဒါတွေကိုတုံးတက်ဝေဖန်ပြီးတော့ဘယ်သူတွေရန်သူလဲအမှုပညာရှင်တွေ ဘဒူတွေကစစ်တပ်နဲ့ပေါင်းပြီးပြည်သူလူထုကိုဒုက္ခပေးပြီးမြောက်ပေးနေတဲ့ဆိုမြတ်သူသားလူမျိုးရန်အောင်လုံကောင်မျိုးတွေကလည်းရန်သူတွေခင်လိုင်ဒိန်းတောင်ပြောမနေနဲ့ဝိုင်းကောက်လုံးတင်တာကရောနေတိုးလို လူမျိုးလားဆိုင်းဆိုင်းကန်းလိုင်လိုလူမျိုးလားနားလေခွလို့ပေးရမယ့်လူတွေကရောရွှေမုံရတီလိုလူမျိုးလားပြည်တည်ဦးလိုလူမျိုးလားအိနာကျော်စင်လိုလူမျိုးလားဘဒူလူပညာရှင်တွေကဘလို့လုံးတင်လဲဆိုတာကိုသဘောထားပေးဖို့ဖိတ်ခေါ်ပါတယ်ဂျေဇူး